မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးကျေးရွာနယ်သပင်းကြီးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေကဂျားပြတ်တိုက်ခိုက်ရာမှာစစ်သား6ဦးသေဆုံးတယ်လို့ White Dragon စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ April 27မနေ့7ရက်နေ့ခွဲခန့်မှာတိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲ15မိနစ်အတွင်းစစ်သား6ဦးသေပြီးဒဏ်ရာရသူများတယ်။တော်လိုင်းဘက်ကလည်းရဲဘော်2ဦးအနည်းငယ်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ ဒီစစ်စေးကိုငကားဖြူတက်ရင်ခွန်ရှစ်3ည1တက်ရင်နဲ့ခွန်ရှစ်3ည5တက်ရင် ပူပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်ရှမ်းပြည်တောင်ပိုင်းမူပြင်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့အင်အား30ခန့်ပါစစ်ကြောင်းကိုတော်လိုင်းတပ်တွေကဧပြီ16ညနေပိုင်းမှာဂျာပြက်တိုက်ခိုက်ရာမှာစစ်သား3ဦးသေပြီး MA1 တနက်နှစ်လက်နဲ့ခဲယမ်းတွေတင်းစီရမိတယ်လို့ KNE ကရင်အမျိုးသားတက်မတော်ကသတင်းထုတ်ပြန်ပါတယ်။တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက်အရက်သားတွေခྱི་သွားလာမှုသတိထားကြဖို့ KNE ကနှိုးဆော်ထားပါတယ်။ရှမ်းပြည်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူတိုက်နယ်မှာတိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိတယ်။စစ်သား၃ဦးကိုတုံပန်းဖြစ်ဖမ်းမိထားတယ်လို့ DPLA ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော်ကသတင်းထုတ်ပြန်ပါတယ်။ ဧပြီ27မိုးလွဲတနိုင်ခွဲကကနေညနေ9နိုင်ခွဲအထိတိုက်ပွဲပြင်းထန်ပြီးနယ်မြေရှင်းလျာမှာစစ်တုံးပန်း3ဦးဖမ်းမိတယ်လို့ဆိုပါတယ်တချိန်တည်းမှာပဲနောင်ချုံမြို့နယ်တောင်ခမ်းဘက်မှာလည်းတိုက်ပွဲပြင်းထန်နေပြီး TNL တန်းမျိုးသားတို့မျိုးတက်မတော်နဲ့အတူ DPLA တပ်တွေပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ် DNL တမ်းမျိုးသားလက်မြောက်တက်မတော်ထိန်းချုပ်မှုအောက်မှာရှိတဲ့နောင်ချုံမြို့နယ်အုံမတိကျေးရွာကိုစစ်လီရင်ကဧပြီ20နှစ်မနေ့ဆယ်နိုင်ခွဲကမှာဘုံကျဲတဲ့အတွက်လူနေအိမ်၅လုံးပြစ်စီတယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်ဧပြီ21မှာလည်းတောင်ခန်းကျေးရွာရှိ902တပ်စခန်းအနီးတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကအဆင့်ွေဘုံ15လုံးကျဲသွားတယ်လို့ဖော်ပြပါတယ်။ အစိမ့်ဝေးရှူမိတဲ့ TNL ရဲဘော်ဆဲဦးဟာမူးဝေဒါအသက်ရှူမြန်တာမအီမသာဖြစ်တာအောက်ဆီဂျင်ကျတာတွေခံစားနေရတယ်လို့ဖော်ပြထားပါတယ်လက်နဲ့အပြည့်စုံနဲ့စစ်သားအပြည့်ပါတဲ့ကား150ဂန်ပါစစ်ကောင်စီရင်တန်းဧပြီ22မနက်7:00နာရီကမှရှမ်းမြောက်ဒေသတန်ရန်လမ်းဘက်ကနေလားရှုမြို့တဲကိုဝင်လာတယ်လို့ ရွှေဖီမြေကဖော်ပြပါတယ်။ဒီစစ်ရင်တန်းဝင်လာစဉ်မှာတရုတ်ကိုယ်စားလှယ်ဥဆောင်ပြီး MNDAA နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေဟာဆင်နကောင်ဟိုတယ်မှာဆွေးနွေးပွဲလုပ်နေစေလို့ဆိုပါတယ်။စစ်ရင်တန်းတွေဟာနေလေပိုင်းအထိဇက်တိုက်ဝင်လာနေစေဖြစ်ပြီးစစ်ကောင်စီရဲ့ယာယီရမခအရှိမြောက်တန်းစစ်ဌာနချုပ်တီရှိယာမိုင်းရယ်တန်ရန်ဘက်ကနေဝင်လာနေတာလို့ ဒေသခံတွေကပြောပါတယ်တရုတ်ရဲ့ဂျောင်းဝင်ဖိအားပေးမှုကြောင့်ဧပြီ22မှာ လာရှိုးမြို့ကိုစစ်ကောင်စီထံပြန်လွှဲပေးဖို့ MNDAA ဘက်ကလက်ခံလိုက်ရတယ်လို့ဆိုပါတယ်ဒါပေမဲ့ MNDAA ဘက်က အခုထိတရုတ်ဝင်သတင်းမထုတ်ပြန်သေးပါဘူးညနေပိုင်းဝင်လာတဲ့ writer သတင်းတစ်ပုဒ်မှာတော့မြန်မာစစ်ကောင်စီနဲ့တော်လိုင်းတပ်တွေကြား အပြစ်ခတ်ရဲစဲရေးစောင့်ကြည့်ဖို့အတွက် တရုတ်နိုင်ငံကလေးလာရေးအဖွဲ့တစ်ခုကိုပြီးခဲ့တဲ့သတင်းပတ်ကလေးကမြန်မာနိုင်ငံစီကိုဆီလွတ်ထားတယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကဧပြီ22မှာတရုတ်ဝင်ပြောတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။